ဝဲရတွေကိုအထက်တန်းပြဆရာတွေဖြစ်ကန်ထွိုက်စနစ်နဲ့ခန့်ထားမယ်ဆိုတဲ့အပေါ်ကန့်ကွက်တဲ့အစိမ်းအောင်ဖဲကျိုးလှုပ်ရှားမှုကိုပညာရေးလောကမှာပြုလုပ်နေပါဗျ။ဥပိုင်ဆိုသတင်းပေးပို့ထားပါတယ်ခင်ဗျာ။အထက်တန်းကျောင်းခွဲဖြစ်အဆင့်တုံးမြင့်ပေးခဲ့တဲ့ကျောင်းတွေရဲ့ဆရာလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ဝဲရတွေကိုကန်ထရိုက်စနစ်နဲ့ခန့်ထားမယ်လို့ပညာရေးဝန်ကြီးကပြောကြားခဲ့တာကြောင့်ပညာရေးတက္ကသိုလ်ကကျောင်းသားတွေဥဆောင်ပြီးကန့်ကွက်နေကြတာပါ။ ကျွန်တော်ဒီ campaign အတွက်ပထမအဆင့်၁ရ Facebook profile နဲ့ cover photo တွေကို change တယ်အဆင့်၂ရနိုင်ငံတော် Facebook blue mark ရတာတဲ့ပုံစံရဲ့ post အောင်မှာပညာရေး campaign submit မလို့အကြောင်းကျွန်တော်တို့သွားပြီးတော့ comment တွေပေးတယ်နောက်ဆုံးအဆင့်ကကြတော့နိုင်ငံတော်သမ္မတခံပေးစာဆိုတဲ့ကဏ္ဍကနေပြီးတော့ဒီကိစ္စကိုအလုပ်ရှိအောင်ကျွန်တော်တို့ပေးပို့ထားပါအဓိကအဖြစ်တော့ပညာရေးတက္ကသိုလ်နှစ်ခုဖြစ်တယ်ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့စကိုင်းပညာရေးတက္ကသိုလ်ပြီးတော့ဖွံ့ဖြိုးရေးတက္ကသိုလ်ရဲ့အဲ့ဒီကဆရာဆရာမတွေရဲ့ကျောင်းသားကျောင်းသူအများစု ပြီးရင်လုပ်ငန်းခွင်လည်းရောင်းနေရဲ့ဒီပညာရေးတက္ကသိုလ်ကျောင်းစဉ်ဆရာဆရာမစီနီယာတွေပေါ့နော်သူတို့တွေအားလုံးပါဝင်ရအောင်အခြေခံပညာဆရာဆရာမတွေခံထားရေးမူပေါင်းရှိမရှိနဲ့ရှိခဲ့ရင်အများတိအောင်ချပြဖို့လိုတယ်လို့လည်းသူတို့ကတောင်းဆိုပါတယ်ဘာသာရပ်တွေမှာကျွမ်းကျင်နိုင်ပေမဲ့သင်ကြားရေးမှာတက်ကျွမ်းမှုလိုတယ်လို့လက်ရှိသင်ကြားနေတဲ့ဆရာတွေကဆိုပါတယ်ဒီ country စနစ်နဲ့ခန့်ရင်ဘယ်လိုမျိုးပုံစံခတ်မှာလဲဆိုတော့တည်တည်လင်းလင်းပြောဖို့လိုတယ်ကျွန်တော်တို့က PhD ရလို့ ခံတယ်လို့သက်ဆိုင်ရာမေဂျာကျွမ်းကျင်လို့ခတ်တယ်ဆိုတဲ့အစားကလေးတွေရဲ့သဘောသဘောအောင်နားလေတယ်မြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကိုကောင်းကောင်းသဘောပေါက်ထားတယ်အဲ့ဒီဟာကိုအဲ့ဒီခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့မှစာသင်နည်းစနစ်တွေကိုဟို expert ဖြစ်တဲ့သူတွေမွေးထုတ်ပေးဖို့လိုသေးတယ်လို့ကျွန်တော်တို့မြင်တယ်ဆရာဆရာမဘဝကိုဝါသနာပါသူတွေရဲ့ပါဝင်ခွင့်ကိုဖြည့်ဆည်းပေးတဲ့လို့လည်းသူကဆိုပါတယ်တင်ကြားရေးမှာတောတဲ့ဆရာတွေကိုယာရုတိုးတဲ့စနစ်နဲ့အစစ်မြင့်ပေးတာကိုလည်းပြင်ဆင်သင့်ပြီး ကျွမ်းကျင်ရမှာပဲလာစားနဲ့အစင်မြင့်လာမျိုးလှုပ်ဖို့လိုနေတယ်လို့လည်းပညာရေးနယ်ပယ်ကသုံးသပ်နေကြပါဗျာ။ အခုကျွန်တော်တို့ပြောချင်တာကျွန်တော်တို့អောက်ခဲ့တဲ့ထဲမှာ professional teacher ရဲ့ unprofessional job plus scale ဆိုပြီးអောက်ခဲ့တယ်အဲ့တော့ professional ဆိုတာသူကဒီထဲကို country စနစ်နဲ့ဝင်လာမဲ့ဆရာဆရာမတွေကပညာရေးတဲ့ဝင်လာမှာဆိုတော့သူတို့တခြားနေရာမှာတော့ professional ကြာနေကြမယ်ဒီနေရာမှာကြာတော့ professional လို့သူတို့သုံးလို့မရဘူးဒါကြောင့်မလို့အဲ့ဒါကိုကျွန်တော်တို့က unprofessional job plus တွေကိုကျွန်တော်တို့မလိုချင်ဘူးလို့ပြောတာပေါ့ကောင်းမွန်တဲ့ training မရှိဘဲနဲ့တော့ဒီ country စနစ်ကြီးကိုအကောင့်ထဲပို့ခဲ့မယ်ဆိုလို့ရှိရင်ပညာရေးက ပညာရေးဝန်ကြီးဌာနဆိုတာဒီအလုံးလက်မဲ့အတွက်နေရာချထားရေးဝန်ကြီးဌာနတစ်ခုလောက်ပဲဖြစ်သွားမှာပါပဲပညာရေးနယ်ပယ်ကိုစစ်တပ်ကဝင်ရောက်လာတဲ့ပတ်သက်ပြီးတော့လေပြီးခဲ့တဲ့2015ခုနှစ်ကစိမ်းအောင်ဖဲကျိုးလှုပ်ရှားမှုနဲ့ကန့်ကွက်ခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ